မင်္ဂလာပါရှင် AMIG မှဒီကနေ့ရရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့နန့်ဂေးဖောင်ပွားပါ။ယနေ့တင်ဆက်မယ့်သတင်းတွေကတော့မြမငလင်ဘေးကယ်ဆယ်ရေးအတွက်နိုင်ငံတကာဖွဲ့စည်းများနဲ့ကယ်ဆယ်ရေးပစ္စည်းများထပ်မံရောက်ရှိလာတဲ့သတင်းတတိုင်းပြည်လုံးငလင်ဘေးတင်နေချိန်တွင်စစ်တပ်မှကြောက်ဖြူမျိုးကလဘာရွာကိုဒရုန်းဖြင့်ပုံကျဲခဲ့တဲ့သတင်းငလင်ဖြစ်ပြီး၄ရက်ကျော်သည့်အထိ စစ်တပ်မှကယ်ဆယ်ရေးမလုပ်နိုင်သေးတဲ့တွင်မန္တလေးတွင်စစ်မှုရန်အတွက်လူငယ်12ဦးကိုဖမ်းဆီးသွားတဲ့တွင်အရေးပေါ်ကယ်ဆယ်ရေးများ တိတိပပလှုပ်ဆောင်မနေတဲ့စစ်တပ်ကရန်ကုန်နဲ့မန္တလေးတွင်တကြံမန်းတပ်များဆက်လက်တိစောက်နေတဲ့တွင်လို့ပဲဖြစ်ပါတယ်ပထမဆုံးတွင်အနေနဲ့မတ်လ30ရက်နေ့ကမြမငလင်ဘေးကယ်ဆယ်ရေးအတွက် ဗီယက်နမ်နိုင်ငံနဲ့မလေးရှားနိုင်ငံတို့မှကယ်ဆယ်ရေးအဖွဲ့များရောက်ရှိလာခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းကယ်ဆယ်ရေးပစ္စည်းများရောက်ရှိလာတယ်လို့သိရပါတယ်မြန်မာနိုင်ငံကိုကူညီဖို့အတွက်ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်လိုက်တာဖြစ်ပြီးကယ်ဆယ်ရေးအဖွဲ့ဝင်၁၀၆ဦးရှာဖွေကယ်ဆယ်ရေးခွင့်များနဲ့အတူဆေးနဲ့ဆေးပစ္စည်းများရိတ်ခါများအပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းသုံးကုန်တန်ချိန်60ကျော်လို့ကို VJet လေးရင်နှစ်စီးနဲ့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။မလေးရှားမျိုးသားတဘာဝ BND ရဲ့စီမံခန့်ခွဲမှုအေဂျင်စီမှအဖွဲ့ဝင်10ဦးပါဝင်တဲ့ကနဦးအကဲဖြတ်အဖွဲ့ဟာနည်းပညာပံ့ပိုးကူညီမှုနဲ့လုပ်ငန်းခွင်လိုအပ်ချက်ကဲဖြတ်မှုမှာဆောင်ရွက်ဖို့မြန်မာနိုင်ငံတွင်ရောက်ရှိနေပြီးမတ်လ30ရက်နေ့မှာတော့အဖွဲ့ဝင်40ပါဝင်တဲ့ဒုတိယအဖွဲ့ရောက်ရှိလာခဲ့ပါတယ်။ လေးရှားနိုင်ငံမှရောက်ရှိလာတဲ့ကယ်ဆယ်ရေးအဖွဲ့ဟာ24နှစ်အတွင်းသခိုင်းမျိုးကိုဒီကနေ့မနက်ပိုင်းကရောက်ရှိခဲ့ပြီးကယ်ဆယ်ရေးတွေလှုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါဗျ။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့လိုက်တဲ့ကယ်ဆယ်ရေးပစ္စည်းများလည်းမတ်လ30ရက်နေ့ကရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့တာပါ။ဘီလာရုစ်နိုင်ငံကလည်းကွန်ကြီးကယ်ဆယ်ရေးကျွမ်းကျင်ပညာရှင်33ဦးကယ်ဆယ်ရေးခွေးများရင်းများနဲ့အထောက်အကူပစ္စည်းများပါဝင်တဲ့အဖွဲ့အား မတ်လ30ရက်နေ့ကမြန်မာနိုင်ငံကိုထွက်ခွာလာပြီးဖြစ်တယ်လို့ဖော်ပြထားတာကို တွေ့ရပါတယ်။လက်ရှိမှာမြမငလျင်ဘေးကို စင်ကာပူ၊တရုတ်၊အိန္ဒိယ၊မလေးရှား၊ဗီယက်နမ်နဲ့ထိုင်းနိုင်ငံတို့မှကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကပူးပေါင်းကူညီကယ်ဆယ်ပေးနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်တတိုင်းပြည်လုံးနီးပါးငလျင်ဘေးတင်နေချိန်မှာ စစ်တပ်ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိ ကလဘာရွာကိုမတ်လ30ရက်နေ့ညပိုင်းက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ American Press Media ကဖော်ပြထားပါတယ်။မတ်လ30ရက်နေ့ည9:20ခန့်မှာစစ်တပ်က drone အသုံးပြုပြီးကလဘာရွာကို drone ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူပိုင်စောင့်များပျက်စီးခဲ့ပြီးလူသေဆုံးမှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။မြန်မာနိုင်ငံအတွင်းမှာငလျင်တန်းကြောင့်အိုးအိမ်များပျက်စီးဆုံးရှုံးရပြီး ပြည်သူထောင်ချီသေဆုံးနေကအိုးမဲ့အိမ်မဲများနဲ့ဒုက္ခရောက်နေချိန်မှာစစ်တပ်ကနိုင်ငံတော်အဘုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့သတင်းတွေအရမြန်မာနိုင်ငံအတွင်းမှာငလင်လှုပ်ခတ်ခဲ့တဲ့28ရက်နေ့ကစပြီးဒီနေ့အချိန်ထိနောင်ချိုဗမော်မကွေးကရင်ပြည်နယ်ကရင်ပြည်နယ်ကြောက်ဖြူမြို့တို့ကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့မြန်မာနိုင်ငံအတွင်းအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာကြောင့်လူပေါင်းထောင်နဲ့ချီတေဆုံးခဲ့ပြီးအိုးအိမ်ပေါင်းများစွာပျက်စီးခဲ့ရပါတယ်။ငလင်ဖြစ်ပြီး၄ရက်ကျော်တဲ့အထိစစ်တပ်ရဲ့ကယ်ဆယ်ရေးတွေကိုတိတိပပမမြင်တွေ့ရသလို၎င်းတို့ရုံးဆိုင်ရာနေပြည်တော်မှာလည်းကယ်ဆယ်ရေးလုပ်နိုင်တာကိုမတွေ့ရပါဘူး။ငလင်ဖြစ်ပြီး၄၈နာရီကျော်ပြီးတဲ့နောက်မှာနိုင်ငံတကာကကယ်ဆယ်ရေးတွေဟာမန္တလေးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ငလင်ဖြစ်ပြီးနောက် ကယ်ဆယ်ရေးကိုအဓိကလှုပ်ဆောင်နေကြသူတွေဟာဒေတာရင်းပရဟိတများနဲ့ပြည်သူချင်းချင်းကသာကယ်ဆယ်ရေးလှုပ်ဆောင်နေကြရတာပါစစ်ကောင်းဆောင်ကတော့ငလင်းဘေးတင်ရနေရာတွေမှာဓာတ်ပုံပတ်ရိုက်ပြီး၎င်းတို့ပဲကုညီကယ်ဆယ်တော့မလို့နဲ့ပြည်သူချင်းချင်းကသာကယ်ဆယ်နေရကြောင်းဒေတာခန်တွေကပြောပါတယ်စစ်တပ်ရဲ့ကယ်ဆယ်ရေးကိုဂုဏ်တိမတွေ့ရသေးပါဘူးနိုင်ငံတကာကယ်ဆယ်ရေးတွေကလည်း Sky Villa မှာပဲပြုံနေကြတာ ခုထိကယ်ဆယ်ရေးမရောက်သေးတဲ့နေရာတွေအများကြီးကျန်သေးတယ်။အထက်မှာပြိမိသူတွေလည်းရှိသေးတယ်လို့ဒေတာကန်တူးက AMIG ကိုပြောပါရယ်။စစ်တပ်ကကယ်ဆယ်ရေးကို တိတိပပမလုပ်နိုင်သလိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာနာမည်ကြီးတဲ့ထိုင်ဝမ်နိုင်ငံကယ်ဆယ်ရေးကိုလည်းဝင်ခွင့်မပြုခဲ့ပါဘူး။စစ်တပ်ဝင်ခွင့်ပေးခဲ့တဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဟာလည်းငလင်ဘေးတရာနေရာကိုချက်ချင်းတွားရောက်တာမျိုးမရှိဘဲတရက်ကြာမှကယ်ဆယ်ရေးတွေကိုစတင်နေကြတာပါ။ တော်လည်းဖွဲ့စည်းများနဲ့ပြည်သူများကလည်းနိုင်ငံတကာကပေးတဲ့အကူအညီတွေဟာငလင်ဘေးတင်ပြည်သူတွေထံကိုဓာတ်ရိုက်မရောက်ရှိမှာကိုစိုးရိမ်နေကြရတာပါမန္တလေး၊စကိုင်း၊ပဲခူး၊တာငူအစရှိတဲ့ငလင်ဘေးတင်တဲ့နေရာတွေမှာယခုအချိန်ထိပိတ်မိသေဆုံးသူတွေပျောက်ဆုံးသူတွေဟာအများအပြားရှိနေပါတယ်စစ်တပ်ကတော့ငလင်ဘေးတင်နေချိန်မှာအရသားတွေနေထိုင်ရာနေရာတွေကိုလည်းနေ့စဉ်ဘုံကျဲတိုက်ခိုက်တာတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ် ံပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒီကနေ့မတ်လ31ရက်နေ့မနက်ပိုင်းကမန္တလေးမြို့မှာအောင်မြင်မြို့နယ်ထဲမှာစစ်မှုထမ်းဖို့အတွက်စစ်တပ်ကလူငယ်12ဦးကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ AMNJ မှစုံစမ်းသိရှိရပါတယ်။မနက်ကမဟာအောင်မြင်မြို့နယ်ထဲမှာစစ်မှုထမ်းမဲပေါက်ပီးသားလူတွေကိုလာခေါ်တာမတွေ့ရနဲ့ random 12ယောက်ခေါ်သွားတယ်လို့အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူက AMNJ ကို ပြောပါတယ်။ အဓမ္မစစ်မှုရန်အတွက်ခေါ်ဆောင်သွားတဲ့မြို့နယ်တွေဟာငလင်တန်းကိုပြင်းထန်စွာခံစားခဲ့ရတဲ့နေရာတွေဖြစ်ပြီးအဆောက်အုံ ကြီးကြီးမားမားလေးလုံးထိပြိုကျခဲ့တဲ့နေရာဖြစ်ပါတယ်။အဲ့ဒီမဲကိစ္စတွေဒီကာလကြီးတဲ့လုံနေတာကိုနိုင်ငံတကာကသိစေချင်တာပါလို့မျက်မြင်တေသခံတွေက AMIG ကိုဆက်ပြောပါတယ်။ဒါအပြင် ပြည်ကြီးတခုမြို့နယ်လမ်း60 1 1 1 1 3ကြားရှိစံပြ9ရက်ွက်ရုံးမှာလည်း အထမစစ်မှုရန်အတွက်မဲနိုင်ခိုင်းနေတယ်လို့ဒေသခံတွေက AMIG ထံသတင်းပေးပို့လာပါတယ်။ယမန်နေ့ကလည်းပြင်းလွင်မျိုးကနေမန္တလေးဘက်ကိုသွားရောက်ပြီးပရိဒါလုံနေတဲ့လူငယ်များရဲ့မိဘတွေကိုအထမစစ်မှုရန်အတွက်မဲနိုင်ခိုင်းတာတွေစစ်တပ်ကလှုံ့ဆော်ခဲ့ပါသေးတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတော်အကငလင်ဘေးတင်ဒေသတွေမှာ စစ်တပ်အနေနဲ့ရေးပေါ်ကဲဆဲရေးတွေကိုတိတိပပပလှုပ်ဆောင်မနေပေမဲ့ရန်ကုန်မြို့နဲ့မန္တလေးမြို့တွေမှာတော့တကြံမန်းတပ်တိစောက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတာတွေ့ရပါတယ်။ဒီကနေ့မနက်ပိုင်းထိရန်ကုန်မြို့တော်ဝန်မန်းတပ်တိစောက်နေမှုတွေကို AMNG အနေနဲ့မှတ်တမ်းတင်နိုင်ခဲ့ပြီးမလင်းဘေးတံကိုအဓိကခန်းစားနေရတဲ့မြို့တစ်ခုဖြစ်တဲ့မန္တလေးမြို့မှာလည်းတကြံမန်းတပ်တွေတိစောက်နေတာကိုတွေ့ရပါတယ်။ စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်တက်ဆွဲထားတဲ့နန်းတွန်းအရှိဘက်66လမ်းမှာဒဇန်မန်တက်တွေတိစောက်နေတာဖြစ်ပြီး26လမ်းကမြို့တော်စီပင်ခန်းမရှိမှလည်းဗဟိုမန်တက်ကိုတိစောက်နေတယ်လို့သိရပါတယ်။နိုင်ငံကိုအတင်းအဓမ္မအာဏာသိမ်းပြီးအုပ်ချုပ်နေတဲ့စစ်တပ်ကဒဇန်မှာပျော်ပါဖို့အတွက်မန်တက်တွေစောက်နေချိန်မှာတိုင်းသားလက်နက်ကိုင်ဖွဲ့တစ်ခုဖြစ်တဲ့ကိုကန့်တက် MNDA ထိန်းချုပ်ထားတဲ့လာရှုမြို့မှာတော့ ဒဇန်မန်တပ်တွေဆောက်လုပ်နေပေမဲ့မြန်မာနိုင်ငံအတွင်းအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာကြောင့်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ဒဇန်ပွဲတော်ကိုကျင်းပမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်အင်းနီဂျီနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ရန်ကုန်မှာရှိတဲ့ထိုင်းတန်ယုံကလည်းဧပြီလ၁ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ဒဇန်ပွဲတော်စီစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းဒီကနေ့မတ်လ30ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ကျေးဇူးတင်ပါတယ်ရှင်။